ကြောက်လေးကဟိုတလောတုံးကကျွန်တော်ဗီဒီယိုလေးလုပ်ပေးမယ်လို့ပြောထားတဲ့ကြောက်လေးပါဒီကြောက်လေးကိုကျွန်တော်တို့မနက်ခင်းခင်းဝိုင်းမှာ6သိန်းကိုပွဲ3တောင်းပေးပြီးတော့ဝယ်ခဲ့တာဖြစ်ပါတယ်ကြောက်လေးကလုံစွအနေထားတိုင်းတော့ကျွန်တော်တပုတ်မရိုက်ခံနိုင်ဘူးဗျဒါကတော့တနန်းနင်းပြီးသွားတဲ့အနေထားပေါ့ဗျာကြောက်လေးကကောက်ရော့ဆန်ပါတယ်အရေးကာလလေးကတော့လာပါတယ်ပန်းတော့နည်းနည်းဆန်တယ်ဗျကြောက်လေးကကျွန်တော်တို့ဖြတ်ကြည့်မှာပဲဖြစ်ပြက်ကိုကောင်းကောင်းသိရမှာပေါ့ဗျာ ဒါနဲ့ကျွန်တော်တို့ဒီကြောက်လေးကိုဖြတ်လိုက်ပါတယ်ဖြတ်လိုက်တဲ့အနေအထားမှာကျွန်တော်တို့အရေကမစင်းဗျမစင်းတဲ့အတွက်ကျွန်တော်တို့ကောင်းကောင်းမဖြစ်ဘူးပေါ့ဗျာကြောက်ကပယ်သေးလေးနှစ်စရဲကြီးစလေးတစ်စရဲပဲထွက်တယ်ဗျကြောက်လေးကအရေပန်းလေးရတော့လာပါတယ်ဒါမဲ့အသားတွေကများနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မလုပ်ရမလဲစဉ်းစားရတယ်ပေါ့ဗျာအဲ့နဲ့ပဲကျွန်တော်တို့ဒီကြောက်လေးကို အသေးစားလေးနှစ်စကိုကျွန်တော်တို့ ပွင့်ထုတ်မယ်ဒီဘေးပုပ်စတွေကိုတော့ကျွန်တော်တို့တွေအရေးပန်းလေးတွေရှိတဲ့နေရာလေးတွေမှာပရီးထုတ်မယ်ပေါ့ဗျာဒါနဲ့ဒီပယ်ကြီးလေးတစ်စောက်ကိုတော့ကျွန်တော်တို့တွေအရေးပန်းလေးတွေကလည်းလာနေတဲ့အတွက်ပပုထိုးမယ်လို့ပဲကျွန်တော်တို့ဆုံးဖြတ်လိုက်ပါတယ်ဒီပဲကြီးစားလေးကိုကျွန်တော်တို့ဗာရုပ်ထွင်းရင်ကောင်းမလဲဆိုပြီးတော့ပပုဆရာနဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့တွေပပုထိုးပါမယ်။ ျန်တဲ့ဘေးပု္ပ္ပလေးတွေကတော့အရေးပန်းနေရာလေးတွေပဲကျွန်တော်တို့ပတိလိုက်ရုံပဲရတာတော့ပဲဒါကတော့ကျွန်တော်တို့ပဲသေးလေးနှစာကိုသွေးလိုက်တဲ့အနေထားပါကြောက်လေးတွေကတော့မဆိုးပါဘူးသူ့ဟာနဲ့သူတော့လှပါတယ်ပေတော့ကျွန်တော်တို့တွေသေးသွားတယ်ပေါ့ဗျာဘာပြောသူ့ဟာလေးနဲ့သူတော့ဈေးရန်လေးတစ်ခုတော့ဒါလေးကလည်းရပါအောင်မယ်ကျွန်တော်တို့ကြီးစားလေးကိုပပုထိုးလိုက်ပါပြီ။ ကျွန်တော်တို့လိပ်ပြာနဲ့သမီးပုံလေးထုတ်လိုက်တာပါအလဲမှာသူကအနာလေးပါနေတဲ့အတွက်ပပုဆရာကဒီတောင်ပံနှစ်ခုရဲ့ကြာလေးကိုကျွန်တော်တို့နှိုက်လိုက်တာပေါ့ဗျာတောင်ပံပုံလေးဖော်လိုက်တဲ့အနေထားပေါ့ပြီးသွားပြီဆိုရင်အသားနေရာလေးတွေကိုကြာတော့နှစ်သမီးခန္ဓာကိုယ်ပုံလေးပေါ့ဗျာဒါကတော့အယောင်မတင်ရသေးဘူးဗျအယောင်မတင်ရသေးတဲ့အနေထားလေးမှာကျွန်တော်ရိုက်ပြထားတာပါပန်းရည်ပန်းစားလေးတွေနဲ့ကြောက်လေးရတော့လာပါတယ် ဘယ်ကြီးလေးရနေပြောဒီလိုမျိုးပပူတရုတ်စာကောင်းကောင်းလေးထွက်လာတော့လဲမဆိုးဘူးလို့ပဲကျွန်တော်တို့သုံးသပ်ရမှာပေါ့ဗျာဒါကနေပနာနဲ့ကျွန်တော်ရိုက်ပြနေရပါပပူလက်ခါကတော့ကျွန်တော်ဒါလေးက9000ကျပါတယ်ဗျာဒါကျွန်တော်တို့အရောင်တင်ဖို့အတွက်ကျွန်တော်တို့ထပ်ပြီးတော့2ရက်လောက်စောင့်ပါပါတယ်ဒါကတော့အရောင်တင်ပြီးသွားတဲ့အနေထားပါ အကြောင်းသင်ပြီးသွားတဲ့အနေထားမှာကြောက်လေးကတော်တော်လေးကိုစီသားလေးတက်ပြီးတော့လှပါတယ်ကြောဘက်ချမ်းတော့မှကျွန်တော်တို့ပို့ပြီးတော့လှတယ်ဗျဒီဘက်ချမ်းကြတော့ကျွန်တော်တို့အဖြူဇံလေးတွေနည်းနည်းထောက်တယ်ဗောဗျာဒါမဲ့လည်းကြောက်လေးကမဲပါတယ်သူ့ဟာလေးနဲ့သူတော့လှပါတယ်အကြောင်းသင်ခါကတော့ကျွန်တော်တို့၃တောင်းကြပါတယ် ဒီလိပ်ပြန်တဲ့သမီးရုပ်လေးကိုကျွန်တော်တို့ဒီတခါလဲဈေးကွက်ထိုးကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့၃သိန်းခွဲတန်းပြီးတော့ထွက်ပါတယ်ကျွန်တော်တို့ကကြက်ကြီးပိုင်းလောက်လိုချင်တဲ့အတွက်ကျွန်တော်တို့ရဲ့ပွဲစားကိုထပ်ပြီးတော့ဆွဲကြည့်ပါအောင်ထပ်တိုက်ကြည့်ပါအောင်လို့ကျွန်တော်တို့ပြောထားပါဗျ။ကျွန်တော်တို့ဒီကြောက်လေးကိုဝယ်ရင်းဈေးနဲ့လက်ခရောင်တင် PC ဆိုရင်9သိန်း1000လောက်ကြာထားပါဗျ။ဒါကြောင့်မလို့ဒီပပုရုပ်လေးကိုကျွန်တော်တို့ကကြက်ကြီးပိုင်းလေးမှန်းပြီးတော့ အသေးပွင့်လေးလေးပွင့်ကိုကျွန်တော်တို့ကအမျက်ဆိုပြီးတော့အဲ့လိုမျိုးလေးတွက်ထားပါဗျ။ကြောက်လေးနဲ့ပတ်သက်ပြီးဗုဒ္ဓတရားတစုံတရာရရှိမယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးဖန်တီးရကြုံနေပါတယ်။